ခုနတထေသုံးဦးကမြတ်စွာဘုရားကိုပင့်တယ်ဘုရားကောသမီးပြီးရောက်လာရောက်လာတဲ့အခါကျတော့မြတ်စွာဘုရားရောက်လာတယ်လဲတရင်ကြာရောမာခန္ဒီကဘယ်လိုခံစားမလဲစဉ်းစားကြည့်လို့တချိန်တုန်းကငါ့ကိုမှုချိုးမြစ်ချိုးပြောသွားတဲ့ကိုရောကြီးကောသမီးရောက်နေပြီနော်ကလေးစားချိန်ပဲဒါမှမြတ်စွာဘုရားဟာ လောကသားတွေအတွက်အလုံးလုံးတဲ့အခါမှာ ထောက်ခံတဲ့ပုဂ္ဂိုလ်ယူကျိုးတဲ့ပုဂ္ဂိုလ်ပူဇော်တဲ့ပုဂ္ဂိုလ်တွေသာရှိတာမဟုတ်ဘူးစံကျင်မဲ့လုပ်တဲ့ပုဂ္ဂိုလ်တွေလည်းပဲရှိတယ်ဒီလိုပြောတာเนาะအဲ့ဒီမှာမြတ်စွာဘုရားကောသမီပြည်မှာတာတာယာယာနဲ့တရင်တော့ရတာမဟုတ်ဘူးမြတ်စွာဘုရားလည်းကြွလာရောသူကမိဖုရားနေသူ့အတိုင်းဝိုင်းနေရှင်ပြဿံပေးပြီးတော့ကလေးကမွအယသမား လမ်းတရေတွေကိုခုခေတ်စကားနဲ့ပြောရင်ပေါ့နော်အဲ့ဒီကလေးကွာလူတွေကိုပတ်စံပေးပြီးတော့ဖျားမှုရှိတဲ့တန်ခါတွေဆွမ်းကံဝင်လာလို့ရှင်ဆဲခိုင်းတာဆဲခိုင်းတာအဲ့တော့မြတ်စွာဘုရား ကောသမီပြည်ရောက်လာတာအဆဲခံရတယ်နော်အဆဲခံရတယ်နေ့စဉ်နေ့မြတ်ဆွမ်းကံသွားပြီဆိုရင်ဆဲတယ်အဲ့ဒီလိုနဲ့ ကောသမိပြည်ရောက်တာနဲ့တပြိုင်နဲ့မြတ်စွာဘုရားခက်ခဲနေတဲ့ကျုံတွေ့ရဆဲပြီဆိုတဲ့အခါကျတော့ရှင်အနန္ဒာတို့ယဟန်တွေကဘုရားကိုလျှောက်တယ်တပည့်တို့ဆဲခံနေရတယ်တဲ့ဒီမှာမနေရင်ကောင်းမယ်ပေါ့တနည်းအားရွှေ့သွားရင်ကောင်းမှာရှင်နန္ဒာသွားလျှောက်တယ်ရှင်ဘုရားတပည့်တို့ဆဲတယ်ဗျာလူတွေကတပည့်တို့ဆဲနေတယ်အဲ့တော့တပည့်တို့ဒီမနေရင်ကောင်းမယ်ဆိုတော့မြတ်စွာဘုရားရှင်နန္ဒာကိုမေးတယ် အနန္ဒာဟုတ်ပြီဒီဟာဆဲလို့တဏှာထွက်သွားတယ်အဲ့ဒီနေရာကဆဲရင်ရောမင်းပဲလို့လို့နောက်တဏှာပြောင်းတော့ပေါ့ခင်ဗျာဒါဖြင့်အဲ့ဒီနေရာပြောင်းတဲ့နေရာထပ်ဆဲရင်ရောမင်းပဲလို့လို့နောက်တဏှာပြောင်းမှာပေါ့ခင်ဗျာဆိုတော့မြတ်စွာဘုရားကသူ့ကိုရှင်းပြအနန္ဒာတဲ့ပြဿနာတစ်ခုဟာဒီနေရာမှာပေါ်လို့ရှိရင်ဒီနေရာမှာပဲငြိမ်းအောင်လုပ်ရမယ်ပြဿနာမငြိမ်းမဲနဲ့ရှောင်ပြေးတာမျိုးမြတ်စွာဘုရားသဘောမကျဘူး ီမှာဖြစ်တဲ့ပြဿနာရင်ဆိုင်ရရှင်းဆိုင်တာဘာနဲ့ရင်ဆိုင်တော့ဆိုတိခန့်ခြင်းခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်နော်တိခန့်ရမယ်ခွင့်လွှတ်ရမယ်တိခန့်ခြင်းခွင့်လွှတ်ခြင်းနဲ့ရင်ဆိုင်ပြီးတော့မှဒီပြဿနာငြိမ့်ပြီဆိုမှတဏှာသွားတဲ့နေတဲ့ဆိုပြီးတော့မြတ်စွာဘုရားဟောလေငါဟာစစ်ပွဲတိုက်ပွဲဝင်တဲ့ဆင်ရောင်ကြီးလိုပဲလေးတွေများတွေလှမ်းနေတဖက်ရန်သူတွေကပြစ်ထားပေါက်ထားတွေဘယ်လိုပဲကြကြ သိခံရမှာပဲသိခန္ဓာငါတာဝန်ဒုတိလောဟိဘောဇနောတဲ့လူတွေအများစုဆိုတာကိုကျင်တရားမကောင်းကြဘူးတဲ့သူတို့နဲ့တူးဖက်ပြီးတော့မနေနဲ့လို့မြတ်စွာဘုရားအဲ့ဒါကိုဟောတာဒါဟာစိတ်ထက်ရင်ကျက်မှုကိုဖော်ပြခြင်းပဲဖြစ်တယ်ဘုရားဘာသာဝင်သူတော်စင်တွေဟာလည်းပဲကြည့်နေဖရဲတော်မှာဆက်ခံရသေးတာဆိုတော့စိတ်ထက်ရင်ကျက်မှုကိုရစေတယ်ပေါ့အင်းအားတစ်ခုရစေတယ်နှုတ်ဆိုရင်လူကမခံနိုင်ဘူးလေ ခန္ဓာကြီးတစ်ခုကိုရစီတယ်မြတ်စွာဘုရားတခါတော့ကပုံနာကြီးတယောက်ကမြတ်စွာဘုရားကိုဆဲတယ်ဆဲရမှအမျိုးစုံနေအောင်ဆဲရနော်တိရိစ္ဆာန်ကြီးတို့ငရဲကြမဲ့ပုဂ္ဂိုလ်ကြီးတို့ဒီလိုဆဲတာဆဲခြင်းဆက်မျိုးဆိုတာရှိတယ်အဲ့ဆဲခြင်းဆက်မျိုးနဲ့ဆဲတာပေါ့နော်အဲ့ဒါတတိထားဖို့နော်လူတွေက ဝါတဲ့လူကိုဝတ်တုတ်လို့ခေါ်ရင်လည်းဆဲတယ်လို့ခေါ်တာပဲဆဲပုံဆဲနည်းတွေအများကြီးနော်အသားမဲ့တဲ့လူကိုဖိုးဖြူလို့ခေါ်ရင်လည်းဆဲတာပဲတဲ့ဟိဒူလာယောဂဆွဲနေတဲ့ပုဂ္ဂိုလ်ဒူလာလို့သွားပြောရင်လည်းဆဲတာပဲတဲ့ဆဲခြင်းဆဲမျိုးတဲ့မှာဒီကိုလိုနေမင်းကဆဆဲမှာဆဲတာမဟုတ်ဘူးတဲ့ယောဂါကိုဖော်ပြရင်လည်းဆဲတာပဲတဲ့ ယောဂနဲ့ပြောရင်လည်းဆဲတာပဲအပိန်ဝါနဲ့ပြောရင်လည်းဆဲတာပဲအလုံးနဲ့ပြောရင်လည်းဆဲတာပဲတဲ့သူကဒီဆဲခြင်းဆဲမျိုးဆိုတဲ့အဲဒီမှာဟိုရိုးရိုးခေါ်တာမဟုတ်ဘူးဒါဆဲခြင်းဆဲမျိုးတွေမှာပါတယ်လို့သူတို့ပြောတာဒါလည်းသတိထားကြရပေါ့မြတ်စွာဘုရားကိုဆဲတဲ့အခါမှာမြတ်စွာဘုရားဒီတိုင်းပဲအသာလေးနေတယ်ဆဲလို့ပြီးသွားပြီဆိုတဲ့အခါကျတော့မေကွန်းထုတ်တယ် မင်းအိမ်ကိုဧည့်သည်တွေလာတဲ့အခါမှာတဲ့မုံမဲသေးစံတဲ့အခါအဲ့ဒီမုံမဲသေးစာတွေကိုဧည့်သည်ကစားမသွားဘူးဆိုရင်အဲ့ဒီမုံမဲသေးစာဘုသူဟာလဲအာဓာတုဟာပဲပေါ့စားမသွားရင်သူ သူပိုင်သူပိုင်တာပဲအေးအဲ့ဒါလိုပဲတဲ့မင်းကငါ့ကိုဆဲရခြင်းဖြင့်ဧည့်ခံတာမင်းဟာတွေငါလက်မခံဘူးဆဲရခြင်းဟာမင်းဟာတွေပဲလို့မြတ်စွာဘုရား ပြန်ပြီးတော့တုတ်ပြန်ပြီးတော့ဆဲမယ်စိတ်ဆိုးလိုက်မယ်ဆိုရင်လက်ခံရရောက်တယ်တဲ့အတိမတ်ကိုမပြုတ်ဘူးအတိမတ်မပြုတ်ဒါကိုလက်မခံတဲ့လက်ဆောင်လို့ပြောတယ်လူတွေကလက်ဆောင်ပေးကြတယ်ဆိုတဲ့အခါမှာဆဲတဲ့လက်ဆောင်ပေါ့နော်အဆဲလက်ဆောင်ပေးလာလို့ရှင် တုတ်ပြန်ပြီးဆဲလို့ရှင်လက်ခံရရောက်တယ်တဲ့ဒါကြောင့်မို့လို့တုတ်ပြန်ပြီးတော့မဆဲဘူးရသော်ဗျာဆဲရည်တယ်ဆိုရင်အသာပဲ တိခံပြီးတော့နေလိုက်တယ်ပြီးတဲ့အခါလက်မခံတဲ့လက်ဆောင်လိုပဲဆေးရတဲ့ဟာတွေကမင်းဟာတွေကြီးပဲငါနဲ့မဆိုင်ဘူးပြောတာเนาะအဲ့ဒီလိုတုံ့ပြန်ပြီးတော့မြတ်စွာဘုရားရှင်းပြဘူးတဲ့ဆဲတဲ့ပုံနာဟာမြတ်စွာဘုရားရဲ့တိခံတဲ့စိတ်ဓာတ်နဲ့ဥပမာစကားကိုသဘောကျပြီးတော့ဘုရားဘာသာဖြစ်သွားဘူးတဲ့အဲ့ဒီဟာအဲ့ဒါလေတုတ်တန်လေးမှာမှတ်တမ်းတင်ထားတာရှိတယ်ဗောအဲ့တော့ကောသမီပြည်မြတ်စွာဘုရား ကိုးဝါမြောက်ဝါဆိုဖို့ကြွတဲ့အခါမှာအကြီးကျယ်ဒုက္ခတွေနဲ့ရင်ဆိုင်ရတယ်ပေါ့မြို့သူမြို့သားအကုန်လုံးမဟုတ်ပေမဲ့လို့ဆွန့်ကန်သွားတဲ့အခါမှာမကြောက်ဝမနာသာဆဲရည်တာတို့ခဲနဲ့လှမ်းပစ်တာတို့ဒါမျိုးတွေကိုခံရတယ်လို့အဲ့ဒါဟာလောကသားတွေအတွက်မြတ်စွာဘုရားကျိုးပန်းအထုတ်တာဘာနဲ့ကျိုးပန်းအထုတ်တာတော့ဆဲရည်ခြင်းကိုတိခဏ်ခြင်းအဖြစ် လောကသားရဲ့အကျိုးရှိရာရှိကြောင်းမြတ်စွာဘုရားစန္ဒမူနာပြတာလို့သူပြောတာနော်စန္ဒမူနာပြတယ်ကိုရောမြတ်ရဲ့ခန်းခန်းနိုင်ကြီးဟာဘလောက်တိုင်းတာအထိရှိတယ်ဆိုတာစန္ဒမူနာပြတယ်တော့ခရစ်စတန်တမန်ကျမ်းစာတွေဖတ်ဘူးတဲ့ပုဂ္ဂိုလ်တွေတွေ့ဘူးလိမ့်မယ် Jesus Christ က မင်းကိုပါရိုက်လို့ရှိရင်ဟိုဘက်ပါကိုထိုးပေးပါဆိုတဲ့စကားเนาะဒါတိခတ်မှုရဲ့အတိုင်းတာတစ်ခုကိုဖော်ပြတာပဲဂေါရမမြတ်စွာဘုရားကြတော့เนาะဟိုဘက်ပါကိုထိုးပေးပါလို့မပြောဘူးမြတ်စွာဘုရားကြတော့ဘလောက်ထိအောင်ပြောတော့ဆိုကကစုပမတ်တုတ်တန်ကြတော့ဘယ်လိုပြောတော့ဆိုမင်းကိုတဲ့ရန်သူတွေက မင်းရဲ့ခန္ဓာကိုယ်လွှာကြီးနဲ့တိုက်ဖြတ်နေတောင်းအဲ့ဒီတိုက်ဖြတ်တဲ့အပေါ်မှာစိတ်ဆိုးမိလို့ရှိရင်ငါစကားမလိုက်နိုင်ရရောက်တယ်လို့ဒီလိုတော့ဟောတာနော်ဒီလိုဆိုတာဒေါသကိုအဲ့ဒီလောက်ထိအောင်တိခံဖို့မြတ်စွာဘုရားဟောခဲ့တာကကစုကမတုတ်တာပါဠိရိုက်ထားတော့ဘယ်နာမလဲနော်လွှာနဲ့တိုက်ထားတော့မှပဲဒီစိတ်မဆိုးအောင်လို့ဟောခဲ့တာမြတ်စွာဘုရားဒီလိုဆိုရင်အဲ့တော့မြတ်စွာဘုရားရဲ့အဆုံးအမတွေက ဒီလောကရံနဲ့ကြုံတွေ့လာလို့ကိုယ်ဆဲရည်တယ်ကဲရရှုပ်ချတယ်ဆိုလို့ရှိရင်မြတ်စွာဘုရားလိုက်နာဖို့ရာတွေဟောတယ်အေးစိတ်မဆိုးနဲ့တဲ့နံပါတ်1ကစိတ်မဆိုးနဲ့စိတ်ဆိုးနေလို့ရှိရင်စိတ်ဆိုးမှုကြောင့်ကိုယ်ပဲအနှောင့်အယှက်ဖြစ်မယ်စိတ်ဆိုးနေသည့်အတွက်ကြောင့်သူပြောတဲ့စကားအကောင်းလားအဆိုးလားဆိုတာမင်းမသိနိုင်ဘူးတဲ့ဒါကြောင့်မို့လို့မဟုတ်ရင်မဟုတ်ဘူးလို့ပဲဖြေရှင်းတယ် ဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲပေါ့ချီးမွမ်းလို့ရှိရင်လည်းထို့တူပဲဝမ်းမတန်နဲ့တဲ့ဝမ်းတန်နေလို့ရှိရင်မင်းရဲ့တိုးတက်မှုလမ်းကြောင်းကိုယ့်ကိုယ်အဟုတ်ကြီးထင်သွားတတ်တယ်တဲ့ဟုတ်တယ်ဆိုလို့ရှိရင်ဟုတ်တယ်ဝန်ခံပါတဲ့ဒါပဲမြတ်စွာဘုရားဟောတယ်နော်ချီးမွမ်းရင်လည်းဝမ်းမတန်နဲ့ ကဲ့ရဲ့ရှုပ်ကြရင်လည်းစိတ်မဆိုးနဲ့ဆိုတာဒါမြတ်စွာဘုရားရဲ့အဆုံးအမတစ်ခုပဲအေးဒါကြောင့်မို့လောကသားတွေရဲ့ကောင်းကျိုးအတွက်မြတ်စွာဘုရားသခင်ကိုရမြာအခက်အခဲတွေမျိုးစုံရင်ဆိုင်တွေ့ပြီးတော့လောကသားတွေရဲ့အကျိုးဆောင်ရွက်တော်မူခဲ့တယ်လောကသားတို့အတွက်မြတ်ဗုဒ္ဓရဲ့ချိုးပန်းချက်တင်အားဖြင့်တက်တော်80တိုင်တိထိအောင်အခက်အခဲမျိုးစုံကြားကနေပြီးတော့လောကသားတွေရဲ့ကောင်းကျိုး ဖြစ်ပွားစေရန်အဆုံးမဩဝါဒတွေကိုဆုံးမသွန်သင်ခဲ့တာဖြစ်တဲ့အကြောင်းဘုရားဘာသာဝင်သူတော်စင်တို့အနေနဲ့ရသော်ပြားရဲ့အဆုံးအမအတိုင်းဒုရတွေဟာလိုက်နာကျင့်သုံးနိုင်အောင်ကြိုးစားကြမယ်လို့ကိုစီကိုစီတန်ဋိဌံချပြီးတော့ရသော်ပြားရဲ့အဆုံးအမအတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း